အားလုံးပဲမင်္ဂလာပါ။ Noy Message Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါမယ်။ဒီတစ်ခါပြောပြပေးမယ့်အကြောင်းအရာလေးကတော့လွန်ခဲ့တဲ့အနှစ်20လောက်ကရေစကြိုမျိုးနဲ့၃မိုင်လောက်กว่าကိုကိုစုရွာမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်ဇလန်းတပုတ်ကိုပြောပြမှာပဲဖြစ်ပါတယ်။ရေစကြိုမျိုးရဲ့ပဝန်းကျင်၃မိုင်ပတ်လည်မှာအင်ဂျင်20 30လောက်ပဲရှိတဲ့ရွာငယ်လေးတွေက YND ရှိနေပါတယ်။ဒီရွာတွေရဲ့မှာကိုကိုစုရွာဆိုတာလဲအပါဝင်ပေါ့ရွာသူရွာသားတွေကတောင်ရလောက်လိုက်ထန်းတက်လိုက်နဲ့အေးချမ်းစွာအသက်မွေးကြတာပါ။ ကိုကိုစုရွာရဲ့အပြင်ဘက်ထန်းတော့ရဲမှာတော့ထန်းလျက်ဖွယ်ထန်းရီဆိုင်လေးတွေကဟိုတလုံးဒီတလုံးနဲ့ရှိနေရဲ့အဲ့ဒီအထဲကမှကိုတိုးနဲ့မလမေတို့ရဲ့ထန်းရီဆိုင်ဟာလူစီကားဆုံးနဲ့အယောင်ရဆုံးပေါ့ကိုတိုးကမနက်တိုင်းအသက်ကိုရင်းပြီးထန်းပင်ပေါ်တက်ထန်းရီကောက်တဲ့မလမေကသမီးနှစ်ယောက်နဲ့အတူထန်းရီရောင်ထန်းလျက်လို့ပေါ့မလမေကပြောချိုပြီးသဘောကောင်းတော့ဆိုင်ကိုလာတဲ့ဧည့်သည်တွေလည်းများတာပေါ့သူတို့မိသားစုဟာမနက်စောစောကနေညနေဆောင်ထန်းလျက်မိငိမ့်တဲ့အထိထန်းထဲမှာအလုပ်လုပ်ပြီးညမှာ ရွာတဲကအိမ်ကိုပြန်ဝင်ကြတဲ့အိမ်မှာတော့မလမေရဲ့အပြိုကြီးအမမလငွေကချက်ပြုတ်တောင်းယူပေးတော့ကိုတိုးတို့မိသားစုစိတ်အေးရတာပေါ့ညပိုင်းကျရင်နေခင်းခဲ့ရတဲ့ထန်းလျက်ခဲတွေကိုနောက်နေ့ရွာသူကြီးအိမ်ပို့ဖို့တေးသေးချာချာထုတ်ပိုးရင်းသူတို့တနေ့တာအလုပ်ပြီးဆုံးကြတာကိုမြင်ရတဲ့မိသားစုဘဝလေးဟာပျော်စရာအတိပါပဲဒီလိုနဲ့အေးချမ်းတဲ့ဘဝလေးမှာတနေ့မနှက်စောစောထန်းတို့လီးဖို့ကိုတိုးထန်းပင်ပေါ်တက်ချိန်မှာမထင်မှတ်ထားတာဖြစ်လာခဲ့တယ်ထန်းပင်အမြင့်ထိတ်မြောက်ခင်အပင်တစ်ဝက်လောက်ကနေကိုတိုးဟာမြေပေါ်သို့ပြုတ်ကြလေရော့ ြုတ်ကြတယ်ဆိုတော့ဘာပြောကောင်းမလဲကြောက်စရာကြီးပေါ့ဒါပေမဲ့ထူးဆန်းတာကပြုတ်ကြတဲ့တန်းကြောင့်ကိုတိုးဟာခဏတာတတိမေသွားယုံကလွဲလို့ဘာတန်ရဘာတန်ချက်မှမရရှိခဲ့ဘူးတတိပြန်ရလာတော့ဘာမှမဖြစ်ပါဘူးဘာမှလည်းမနာပါဘူးလို့ပြောပြီးထန်းတက်တဲ့အလုပ်ကိုဆက်လုပ်နေခဲ့တယ်ဒီလိုအဲ့လစရာဖြစ်ရဖြစ်ပြက်ခဲ့တာဟာလေအခုအချိန်မှာ၃နှစ်ခန့်ရှိခဲ့ပြီဖြစ်ပါတယ်ကိုကိုစုရွာရဲ့အနောက်ဘက်မှာတော့တဖန်းစက်ရွာရှိပြီး အဲ့ဒီရွာမှာနမေကြီးဆေးဆရာကြီးဦးတောင်းရင်နေထိုင်ပါတယ်ဆရာကြီးဟာသူ့ရဲ့နှမငယ်မငွေပုံစီအလဲလာရင်တူမောင်ကိုထွေးကိုအဖို့ခေါ်ပြီးခီးထွက်လာခဲ့ရာကိုကိုစုရွာကိုရောက်လာခဲ့ပါတယ်နေ့လယ်ပိုင်းနေပူတဲ့လမ်းလျှောက်လာရတော့ဆရာကြီးနဲ့တူမောင်ကရေငက်နေပြီးရေတောက်ဖို့ထန်းထဲတစ်ခုထဲဝင်လာရာအဲ့ဒီတဲဟာကိုတိုးနဲ့မလမေတို့ရဲ့ထန်းရီဆိုင်ဖြစ်နေတာပေါ့ကိုထွေးကလူငယ်ပြီပြီထန်းရီကြိုတောက်ချင်လို့တောင်းဆိုတော့ဆရာကြီးကကိုတိုးရေထန်းရီကြိုရရင် နှစ်မြူလောက်ပေးပါလားဒီမှာဧည့်ဒီက တောက်ချင်လို့တယ်လို့အော်ခေါ်လိုက်တယ်။မကြခင်မှာပဲကိုတိုးဆိုတဲ့ထန်းတက်သမားဟာထန်းရင်မျိုးနဲ့အိုးဆွဲပြီးတဲတဲကိုဝင်လာခဲ့တယ်။ဆရာကြီးဦးတောင်းရင်ကအသေးချာကြည့်လိုက်ချိန်မှာကိုတိုးကလည်းဆရာကြီးကိုမြင်လိုက်တဲ့အခါမျက်နှာကိုအောက်ချခေါင်းကုန်ပြီးထန်းရီအိုးကိုကမ်းပေးကအပြင်သို့တုတ်တုတ်ထွက်သွားပါလေရော။ဒီမြင်ကွင်းကဆရာကြီးရဲ့စိတ်ထဲမှာတန်တရားအစေကိုဆက်ဆိုင်ပေးလိုက်ပါပြီးဆရာကြီးဟာကိုတိုးကိုစူးစိုက်ကြည့်ရင်းကွမ်းရရင်တွေးနေမိတယ်။ဒီလူဟာလူဟန်ဆောင်ထားတဲ့ဖုတ်ကောင်ပဲ။ဆရာကြီးဦးတောင်းရင်ဟာကိုတိုးကိုအ깨ခတ်ပြီးနောက် သူ့ရဲ့တန်တရားကိုတေချာအောင်မလမေကိုမေးမြန်းပါတော့တယ်။ဟဲ့ကလေးမခုနကကိုတိုးဆိုတာနဲ့ဘာတော်တုံးကျမရောက်သားပါရှင်ဘာဖြစ်လို့ပါလဲ။ဘာမှမဖြစ်ပါဘူးပကြီးကတည်ကျင်လို့ပါမင်းယောက်ျားတော်တော်မမမကျမ်းမှာဖြစ်ဖူးသလား။မလမေကကိုတိုးဟာကျန်းကျန်းမာမာရှိကြောင်းညင်းဆိုပေမဲ့ဆရာကြီးရဲ့ထက်မေးမှုကြောင့်သုံးနှစ်လောက်ကထမ်းပင်ပေါ်ကပြုတ်ကြဘူးတာကိုတတိယပြီးပြောပြလိုက်ရတယ်။ဒီတော့မှဆရာကြီးကအေး ဒါဆိုအစားအသောက်ဘလို့နေလဲလို့ဆက်မေးတယ်မလမေကအတန်ငယ်စဉ်းစားပြီးမှ ပကြီးမေးလို့သာပြောရတာပါအရင်ကလိုမဟုတ်ပဲအခုနောက်ပိုင်းစားတာများလာတယ်ပြီးတော့အသားမပါရင် လုံးဝမစားဘူးစိတ်ဆိုးရယ်ငါးကြီးအသားကြီးမှစားပြီးအသားမပါရင်ကျမတို့ကိုပါဂျိမ်းမောင်းလို့ကြောက်ရပါတယ်ရှင်ဒီလိုဖြစ်တာလဲ၃နှစ်လောက်ရှိမယ်ထင်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါဆရာကြီးရဲ့တန်တရဟာယာနုံးပြေတေချာသွားပြီးထန်းပင်ပေါ်ကပြုတ်ကျပြီးနောက်ကိုတိုးကိုဖုတ်ကောင်ဝင်ပူးခဲ့ပြီးညနေဆောင်ရောက်တော့ ဆရာကြီးဦးတောင်းရင်ဟာတဖန်းစက်ရွာကနှမဖြစ်သူမငွေပုံအိမ်ကိုရောက်ပြီးကိုတို့အကြောင်းပြောပြလိုက်ရာမငွေပုံတို့မိသားစုအံ့အားတင်ပြီးမျိုးလုံးများပင်ပြုကုန်ကြတယ်။နောက်တနေ့ညနေဆောင်မှာမငွေပုံကမလမေကိုခေါ်လာပြီးဆရာကြီးနဲ့တွေ့ပေတယ်ဆရာကြီးကမလမေကိုဖုတ်ကောင်ဝင်နေရဲ့လက္ခဏာတွေကိုရှင်းပြလိုက်တဲ့အခါမလမေဟာတကိုယ်လုံးချက်တီးထပြီးတုံလုံးချောက်ချားကငွေရမလို့ရဲရမလို့ဖြစ်သွားတယ်ပြီးမှဆရာကြီးကိုဒါဖြင့်ရင်ကျမတို့ဘလို့လောက်ရမလဲဆရာကြီးရဲ့ဒီဖုတ်ကောင်ထွက်အောင်လုပ်ပေးပါ မရဘူးလားဟင်လို့အားရပါရငိုချပြီးတောင်းပန်ပါတော့တယ်။ဆရာကြီးကဖုတ်ကောင်ကိုထုတ်ပေးနိုင်ပေမဲ့ဖုတ်ဆိုတာဝင်ပူးထားသူရဲ့အာဟာရကို စားသုံးပြီးညင်ပန်းနှိမ့်ဆက်တတ်တာကြောင့်သုံးနှစ်တိုင်တိုင်တွေကက်နေတဲ့ဖုတ်ကောင်ကြောင့်ကိုတိုးဟာအသက်မရှင်နိုင်တော့ဘူးလို့ရှင်းပြတယ်။ဒါပေမဲ့မလမေကတိတိကြီးနဲ့အတူမနေနိုင်တော့ဘူးတည်တည်ဖြစ်စေရှင်တည်ဖြစ်စေဖို့ကိုထုတ်ပေးပါလို့တသွင်သွင်းငိုလိုတောင်းပန်တော့တယ်။ဆရာကြီးလည်းကိယူနာတက်ပြီးကိုတိုးရဲ့ကံကြမ္မာအတိုင်းဖြစ်ပါစေတော့ ဆိုပြီးဖုတ်ကောင်ထုတ်ပေးဖို့စီစဉ်ပါတော့တယ်ဆရာကြီးဦးတောင်းရင်ဟာသူ့ရဲ့လွယ်အိတ်ထဲကအင်းချက်တစ်ချက်နဲ့ဆေးမွန်အချို့ကိုထုတ်ပြီးမလမေကိုပေးလိုက်တယ်ပြီးတော့မာလိုက်တာတအင်းချက်ကိုကိုတိုးအိတ်တဲ့ခေါင်းရင်းမှာဆွဲထားရမယ်နှစ်ဆေးမွန်တွေကိုကိုတိုးမသိအောင် သူ့အိတ်ရပေါ်မှာဖြူထားရမယ်သုံးဒီညမှာမလမေဟာကိုတိုးနဲ့အတူမအိတ်ရဘူးမလမေလည်းဆရာကြီးမာတဲ့အတိုင်းအသေးချာလှုပ်ဆောင်ပြီးစိုးရိမ်တကြီးနဲ့မိုးလင်းလာမယ့်အချိန်ကိုစောင့်နေခဲ့တယ် မနဲ့မိုးလင်းလို့ကိုတိုးအိတ်တဲ့နေရာကိုသွားကြည့်လိုက်တဲ့အခါဖုတ်ကောင်ဟာဘယ်ချိန်ကထွက်သွားတယ်မသိဖို့ပူခန့်ထားရတဲ့ကာယကံရှင်ကိုတိုးဟာအိတ်ရထဲမှာအသက်မရှိတော့ပဲလဲလျောင်းနေပါပြီ။သုံးနှစ်တာဖုတ်ကောင်ရဲ့ညင်ပန်းမှုကြောင့်ကိုတိုးရဲ့ကိုခန္ဓာဟာအယိုးပေါ်အရေတင်ယုံတာဂျန်တော့လေပုံစံမျိုးဖြစ်နေပါဗျ။မလမေဟာလည်းဝနေ့ကြေကွဲစွာနဲ့အော်ဟစ်ငူရောတော့ပါပေါ့။ရွာသူရွာသားတွေကလည်းအဖြစ်မှန်ကိုသိလိုက်ရတော့အန်နဝန်နေရင်နိုင်ရေးကိစ္စကိုကူညီဆောင်ရွက်ပေးကြပါဗျ။ ဆရာကြီးဦးတောင်းရင်လည်းကိုတိုးရဲ့အလောင်းကိုကြည့်ရင်ကွယ်လွန်သူကိုတိုးတယောက်ငင်းချမ်းတဲ့ဘုံဘဝကိုရောက်ပါစေကြောင်းမေတ္တာပို့တင်ဇလန်းကိုညီကုန်းချုပ်လိုက်ပါတော့တယ်။ညောရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြည့်ရက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဘလို့ကြောင်းရာတွေကိုစိတ်ဝင်စားရဲဆိုတာကိုမမရည်ပါခဲ့လို့ရပါတယ်။အခုလိုစိတ်ဝင်စားရဲဗီဒီယိုတွေကိုအဆက်မပြတ်တင်သွားပြီးမှမို့ channel လေးကို subscribe လုပ်ရတဲ့ရင်လည်းလုပ်ခဲ့ပြီးပို့တောင်းဆိုပါတယ်။နောက်တဲ့ဗီဒီယိုမှာကြည့်ကြမယ်။